ပြင်းပြအိမ်မှာလှုပ်ရှားလို့ကောင်းတဲ့ဟင်းလျာမြောင်ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမြာဟင်းသား channel ကနေကြွဆိုလိုက်ပါတယ် ိမ်မှာအားလည်းရတငယ်ချင်းတွင်တဲ့အတူဓမ္မမဟုတ်မိသားစုဝင်တွင်တဲ့အတူအပြင်းပြေလှုပ်ရှားလို့ရတဲ့ဟင်းလျာတွေရှိပါတယ်။ခြံဤကလည်းမခတ်ခဲပဲအချိန်နာရီဝတ်တနာရီပေးုံနဲ့အစဉ်ပြေတဲ့ဟင်းလျာကောင်းတွေကိုချက်ပြုံနိုင်ဖို့အခုဗီဒီယိုလေးကိုကြည့်လိုက်ပါနော်။မာလာရှန်ကောပျော့ပျော့အိုလူတိုင်းကြဲကြတဲ့မာလာရှန်ကောဟင်းကတော့ချက်ရတာအပျော်ဆုံးနဲ့အလွယ်ဆုံးဖြစ်မှာအမှန်ပါပဲ။မာလာရှန်ကောချက်ဖို့အတွက်လိုအပ်တာကတော့အစာပလာပစ္စည်းတွေပဲဖြစ်ပါတယ်။မာလာရှန်ကောရဲ့မှာကိုစားချင်တဲ့အသီးအရွက်ဝတ်မှုလုံးမှုနဲ့ပစွန်ကနန်စတဲ့အရာတွေကို 谁讲你对唱歌唱屁屁声音咯？阿龙哥，你他妈标来报名！ မိနစ်30နာရီဝန်းလောက်ပြုတ်ပြီးသွားရင်တော့ချက်ဖို့အတွက်စပီးပြင်လို့ရပါပြီ။မလာရှန်ကော့ချက်ဖို့အတွက်ချက်သွန်ဖြူ၊ချက်သွန်နီနဲ့ချက်သွန်မိတ်တော့ကိုအဓိကစစ်တပ်ပြီးရင်အစအရသာအတွက်ငရုတ်သေးချက်တွေကိုပါထည့်ကြပါ။မလာအနှစ်အတွက်ကိုဆိုင်နှစ်သက်တဲ့ရှန်ကော့ ready made နှစ်ထုပ်ကိုထည့်ပြီးပဲငပိငရုတ်နှစ်လေးတစ်စွန်ထည့်လိုက်ပါမယ်။အလုံးကိုအေးပြောင်းအောင်ထိကြပြီးရင်တော့စောနာကပြုတ်ထားတဲ့အကင်ပြုတ်တွေကိုထည့်ပြီးအလုံးနဲ့အတူရောချလာရုံပါပဲ။ ဒါဆိုရင်တော့နောက်ဆုံးမှာနှမ်းလေးဖြူလိုက်ရင်သိပ်စားလို့ကောင်းတဲ့မာလာရှန်ကောလေးစားရင်အချိန်ဖြုံးလို့ရပြီဖြစ်ပါတယ်။ဟင်းနုနယ်မိုချီတဘာဝဟင်းနုနယ်ရွက်နဲ့သိပ်ပြီးစားလို့ကောင်းတဲ့မိုချီအလုံးလေးတွေပြုလုပ်လို့ရတယ်ဆိုတော့ဘဲသက်ကြီးတို့သိကြပါသလား။အရင်ဆုံးရေထဲမှာမော်ဖုတ်ဆိုတာတစ်စွန်းလောက်ထည့်ပါမယ်။ပြီးရင်တော့ဈေးကနေတထောင်ဘိုးလောက်ဝယ်လာတဲ့ဟင်းနုနယ်ရွက်တွေကို၃မိနစ်လောက်ပြုတ်လိုက်ပါ။ ဟင်းနုနယ်ရက်တွေရလာပြီဆိုရင်တော့ရေနဲ့တစ်ချိန်ပြန်ဆေးပြီးအသီးဖြော်တဲ့ဖြော်စက်ထဲကိုထည့်ဖြော်ယုံပါပဲ။ဖြော်ပြီးရလာတဲ့ဟင်းနုနယ်အရေကိုဂျုံမှုန့်နဲ့စံမှုန့်ရောထားတဲ့အထဲကိုလောင်းထည့်ပါမယ်။ပြီးရင်တော့အကုန်လုံးကိုတမနီအောင်မှွေလိုက်ရင်မိုးချီအသားရပြီပဲဖြစ်ပါတယ်။ ဂျုံသားထဲမှာထဲပေါ်အတွက်ဘဲနီလေးအချို့ဓမ္မမဟုတ်ဂျိုင်းနေသက်ရအနှစ်တစ်ခုခုကိုထည့်ပြီးရင်သေချာပိတ်ပြီးမိနစ်အနည်းငယ်လောက်ပေါင်းထားလိုက်ရင်ရပါပြီ။ဒါဆိုရင်တော့သိတ်ကိုစားလို့ကောင်းပြီးအာဟာရလည်းရတဲ့အစိမ်းရောင်ဘဲနှစ်မိုချီလုံးလေးတွေရပြီပဲဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့အတူလှုပ်ရှားလို့ကောင်းတဲ့မုံလေးမို့အားလိုက်ရတီမှာလှုပ်ရှားကြည့်ကြဖို့အကြံပေးလိုက်ပါတယ်။ လက်ဖက်ချက်ဦးကလေးလူကြီးမရွေလူတိုင်းရဲ့ပါဇက်နဲ့တဲ့တဲ့လက်ဖက်ချက်ဦးကအခုချိန်ထိဆိုင်နေမှာတလုံး၃00နဲ့ပေးဝယ်စားတော့လောင်းဒါဆိုရင်တော့ဒီဗီဒီယိုကိုလုံးဝမကြော်လိုက်ပါနဲ့လက်ဖက်ချက်ဦးကိုလှုပ်ဖို့အတွက်ကိုကျိုင်းနဲ့တက်တလောက်ချက်ဦးကိုပြုတ်ပြီးသွားရင် အခွန်လေးကိုလေဝင်ယုံလေးဖြစ်အောင်ထုတ်ပေးလိုက်ပါပြီးရင်တော့ဟင်းလျာရဲ့အဓိကအသက်ဖြစ်တဲ့လက်ဖက်ချက်ရွက်ကိုထည့်ပြီးရင် ကျက်သွန်ဖြူဂျင်းနဲ့ကျက်သွန်မိတ်တို့ကိုထည့်ပြီးအရသာနဲ့အနံ့အတွက်တစ်ကြဘိုးခေါင်ပြင်းတော်သိန်းရွက်နဲ့နက်နက်ပွင့်ငရုတ်သီး၆ထုပ်ကိုထည့်ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရေတလီတာခွက်ထည့်ပြီးဘဲငပြရဲ့အကြည်နဲ့အနောက်ထည့်မယ်။ခရုစီထည့်ပြီးအဖုံးထားလိုက်ရင်လက်ဖက်ကျုပ်ပေါင်းဖြစ်ပြီးဖြစ်ပါတယ်။နိုင်ဝတ်ကြရင်တော့အခွန်ခွာလိုက်တာနဲ့အနှစ်အရသာတွေဝင်ပြီးအရသာပြည့်စုံတဲ့ လက်ဖက်ကျောက်ပေါင်းလေးရပြီပဲဖြစ်ပါတယ်ပတ်စံ3000နဲ့ကျောက်ငါးလုံးဝယ်ပြီးအိမ်မှာလှူစားရင်ဘိုက်ကောင်းအောင်စားရမယ့်အရာလေးမို့လှူစားကြည့်ဖို့မမေ့ပါနဲ့နော်အလုံးကိုကျေးဇူးတင်ပါတယ်အခုလောလွယ်ကူရွှေရှင်းတဲ့ဟင်းချက်နည်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ